အနန်းကလည်းပဲမှု့ကြိုင်နေတယ်။နော်အနန်းကလည်းမှု့ကြိုင်နေတယ်။အရတာကတော့ပြားရည်လိုချိုးနေတယ်လို့ပြောတာ။အဲ့ဒီရတပထဝီပေါ်လာတဲ့အခါလူတွေစိတ်နေသဘောထားတွေကပြောလာတယ်။ငါတို့ကပီတိနဲ့ပဲနေတာအဆဆာဖို့မရှိဘူးသူတို့။ဘာမှမဆာဘူးဒီတိုင်းနဲ့ပဲဘဝမှာချိန်နဲ့နေတာနဲ့အသက်ရှင်နေကြတယ်။အဲ့ဒီရတပထဝီမြင်တဲ့အခါကျတော့ အဲ့ဒီမှာစူဇန်ချင်းနဲ့တရောအဲ့ဒါကိုလောလစာတိကလို့ခေါ်တယ်။ဟိုနေရာကစူဇန်ချင်းတဲ့ပုဂ္ဂိုလ်တယောက်ပေါ့နော်။လောလစာတိကအငိမ့်မနေထက်တဲ့လူပေါ့။အငိမ့်မနေထက်တဲ့တရောတယောက်ကဟာအယောင်လေးကလည်းလှလိုက်တာအနံ့လေးကလည်းမွေးနေတာပဲ။နော်အရသာဘယ်လိုများနေမလဲဆိုအရသာရှာကမှတည်တာလေ။ လှတယ်လို့အနံ့လို့ဆိုတာမျက်စိဒီလှတယ်ဆိုတာမျက်စိကကြည့်လို့ရအောင်အနံ့ကောင်းတယ်ဆိုတာလည်းနှာခေါင်းကတရင်ဖို့အရာသာကြတော့သူကရှာကမှပြောနိုင်တာအဲ့ဒါနဲ့သူကစူးစမ်းညင်တော့လက်ချောင်းလေးနဲ့အသားလေးကောပြီးတော့ရှာဖို့တင်ကြည့်လိုက်ချိုးတယ်ချိုးလိုက်တော့ဘာဖြစ်တယ် အစားစားဆိုလူတွေလည်းတူတူပဲလေခဏခေလူတွေလည်းတူတူပဲမစားဘူးတဲ့အစားစားစားကြည့်လိုက်ပထမမြည်ကြည့်တယ်ပေါ့နည်းနည်းမြည်ကြည့်တော့ကြိုက်သွားတယ်သူလည်းအဲ့တိုင်းပဲဒါကြိုက်သွားတယ်သူကြိုက်သွားခြင်းသည်တဏှာတက်ရောက်လာခြင်းပဲဖြစ်တယ်အဲ့တော့သူတို့ရဲ့စိတ်နေသဘောထားတွေအချိပြောင်းလာတာကိုချိနော်ငါကတော့အစာအာဟာရစားတာမဟုတ်တဲ့အတွက်ကြောင့်အစာနဲ့ပတ်သက်တဲ့ရတ္တတဏှာဆိုအမရှိဘူး ခုအဲ့ဒီသူကကောက်ပြီးတော့ရက်လိုက်တဲ့အခါပါချူမြမြလေးဆိုတော့သူကသဘောကျသဘောကျတော့ကြိုက်တယ်နှစ်သက်တယ်တွက်တာလေဆိုတဲ့တဏပေါ်လာတယ်အဲ့တော့သူ့နမူနာကိုလိုက်ပြီးတော့ချက်တဲ့လူတွေကလည်းပဲသူ့ရက်တလို့ရက်ချီကြတယ်ခိုးလူကလားရက်ချီဒီလူကလားရက်ချီအဲရက်တဲ့လူတွေကလည်းကြိုက်တယ်ဒါသဘောကျတယ် အဲ့တော့တယောက်တည်းမဟုတ်ဘူးလူတိုင်းလူတိုင်းဟာကြိုက်တယ်နှစ်သက်တယ်တွေ့တာလေဆိုရဲတဏှာတွေကရင်ထဲရောက်လာအဲ့ဒါဆိုရဖို့အကြောင်းတစ်ခုပဲเนาะတလောက်ကလေးနဲ့ခဏခေတ္တဘာမှမဖြစ်ဘူးလို့ပြောနိုင်တယ်အဲ့ဒီခေတ်ကလူတွေကအဲ့လောက်ကိုကြည်မာတဲ့သဘောထားပဲเนาะပါနဲ့ဥပမာတူတော့ဆိုလို့ရှိရင်ဒီအမုံအမွားလေး ်ဆိုတော့မုံမလေးတခုကလက်ဖွာရဲမှာထက်ပွတ်မယ်ဆိုရင်ဘာမှမဖြစ်ဘူးเนาะဘာမှမဖြစ်နိုင်ဘူးဒါပေမဲ့အဲ့ဒီလက်ဖွာရဲထက်ပွတ်လို့ဘာမှမဖြစ်တဲ့အမုံလေးကိုမျက်စိနဲ့ထက်လိုက်ရင်မျက်စိကခလုတ်ကလုတ်ဖြစ်သွားအဲ့ဒီဥပမာတိုင်းပဲเนาะလက်ဖွာမှာဘာမှမဖြစ်ဘူးဒါပေမဲ့ဒီကနေ့ခင်မှာဒီတဏှာလောက်ကတော့ဘာမှမဖြစ်ဘူး တို့တော့တိတ်တန့်ရှင်းစင်ကြနေတဲ့အချိန်မှာအမဲဆက်ကလေးကတဆက်ဆုတဆက်မှန်သိတာပါတယ်သူတို့ကအဲ့ဒီရတပထဝီကိုကြိုက်နေတဲ့တဲ့တဏှာလေးပေါ်လာခြင်းဟာသူတို့ရဲ့စိတ်တွေသဘောထားပြောင်းလဲသွားခြင်းပဲဖြစ်တယ်အဲ့ဒီတဏှာကိုသူတို့ကဒီလောဘဆိုတာဘဝတစ်ခုရတိုင်းလည်းဒီလောဘဆာတာပဲဒီလောဘဆာတာဘဝနိကန်ဒီဆယ်ဘဝရောက်ရောက်ကြိုက်တဲ့ ถ้าพี่งยยาวเดือดเยือใจละสยูดีใจเดือดเดือดงยยาวเดือดจ้ชามาจะยามันดีละลิจะมีลูกเทมูซาบระมามีอย่างดองช่วยอย่างเทนนี่ละไม่เจ้าผู้ชาวยากาจารกูอยากได้กว่าพี่จาราจีเวเลยกูองแต่ยามุลูกวันนี้กันดีสระที่ปวันเด็กคุณมาโลบากบเวสาบิวละ အခုလည်းကြည့်ကဘာဥလူသားတွေမှာပထမဆုံးဖြစ်လာတာလောဘပဲနော်တဏ္ဍလောဘရာဂအထူးတူပဲအဲ့အဲ့ဒီဟာအရင်ဖြစ်လာဖြစ်လာပြီးတော့ယင်နဲ့ရောက်လာတာရောက်လာတဲ့အခါကျတော့နောက်ဆုတ်သွားမှမဟုတ်ဘူးလူတွေကနေခေတ်ကလူတွေလိုပဲကြိုက်လို့ရှိရင်မရရအောင်စားမယ်မစားမယ်နိုင်ငံညတော့မှာမယ်ကိုယ်နိုင်ငံမရှိလဲလိုက်ရှာမယ်နော်အဲ့တော့ ရတပထဝီကိုဒီရတဲ့အခါမှာလူတွေဘာလုပ်လို့ဆိုရက်ချီလို့ကြိုက်သွားတဲ့အခါမှာအာရပါရလက်တွေနဲ့ကော်ပြီးစားကြတော့အဲ့ဒီလူစားပြီးတော့နော်လက်နဲ့ကော်ပြီးတော့စားတဲ့အဆင်ရောက်လာတဲ့အခါကျအစာရိစားပါများလာတဲ့အခါကျတော့တဏှာတိုးတဲ့တိုးလာတော့ကိုရောက်ကိုဝါရီကမတောက်ပါတော့ နော်ဖန်နှုတ်ကြီးမှချင်းကြီးတွေတက်လာတယ်လို့ပဲသူကတယံပါပါကိုရိုင်ကိုဝါဆိုတာပြောက်သွားတယ်တဲ့နောက်တစ်ခါကိုရောင်ကိုဝါပြောက်သွားတဲ့အခါကျတော့မှအမောင်ကြီးတွေမှမနေတတ်တော့သူတို့ရဲ့ကံအားလျော်စွာနေပေါ်လာတယ်နေကွယ်သွားတဲ့အခါသူတို့ရဲ့ဆန္ဒအရာလာပေါ်လာတယ်ဟောနေလေလာတယ်လို့ပေါ်တယ် အလိုပေါ်ပြီးတော့နက်ခတ်တီတာယာတွေကောင်းကင်မှာပြည့်ပြည့်စုံစုံအကုန်လုံးဖြစ်လာတယ်လာတွေလာဝက်တွေနောက်ဥဒုတွေနှစ်တွေအဲ့ဒါတွေအကုန်ပေါ်လာပြီးတော့လောကကြီးတစ်ခုကပြန်လေးစတင်တဲ့အဆင်ရောက်သွားတယ်။ဒါနဲ့ဟိုပြောရတာမြန်နာနှစ်ပေါင်းများစွာကြာမှပြောင်းလဲလာတာနော်။အဲ့ဒီမြေစီတို့မြေဩဇာတို့ဆိုတာ ခဏထီအောင်ကွာမြေကြီးထဲမှာရှိနေပုံရတယ်။ဘာဖြစ်လို့တော့ဟုတ်လို့ဆိုဝေရင်းစာပြည်မြတ်စွာဘုရားဝါဆိုတဲ့အချိန်မှာမိုးခေါင်ကြီးရှာပြီးတော့အငပ်ပေကြီးစိုက်တယ်။စိုက်တဲ့ပြာကောက်ပင်နေရအကုန်လုံးရိုးရမ်းပဲဖြစ်သွားတယ်။ရှ िख ိတ်ကတော့ဆက်သွယ်ရေးမကောင်းတော့တနေနဲ့တနေကုလို့မရဘူးဝေကြီးတွေ။အဲ့တော့ဝေရင်းစာထိသမှာ အစာအစာကမှုခေါမာ လူတွေတေးကြချေကြအဲ့ဒီချိန်မှာဘုန်းကြီးတွေကဘယ်လိုလုပ်ဆွန့်ခံလို့ရမလဲမြတ်စွာဘုရားနဲ့တန်ခါ900ကဝိရိယမှာရှိနေတယ်အဲ့တော့ဆွန့်ခံလို့လည်းမရနိုင်တော့မရနိုင်တော့အဲ့ဒါဟိုးခင်ကမြည့်ရဲ့မြောက်တိမြောက်ဖက်တိတာကနေပြီးတော့မြင်းတွေကိုမွေးပြီးဒီဘက်မြင်းကုန်တွေလာတာရှိတယ် 哎，民工那里啊，民阿姨，上午上班了，中午了，别查班了。哎，民啥些油拿来中午？下午啊，哎民民民碗筷来不嘞？下午民嘞，咱看查到来尼亚，到班了，上看伢了，哎，中午了的班，民啥中午了，两点班来的，六家的，到娃到家了，夜西了，六叔，俺们六叔。 တဝါတွင်လို့အဲ့ဒီမြင်းစာချုပ်မဲ့စာကြတယ်ယန်းနေအဲ့ဒီချိန်မှာရှင်မောကလငါစဉ်းစားတယ်ဆုံးကံလို့လည်းမရဘူးအစားအစာမှဓမ္မရှာပါတယ်ဝါတွင်ကလာကြီးဆိုတော့ခီးသွားဖို့လည်းခက်တယ်၃နိုင်တောင်နေရမှာအဲ့တော့ဒီကိုယ်တော်လေးစဉ်းရတာမကြည့်နိုင်ဘူးမကြည့်နိုင်တော့ဖျားစီသွားတယ်သူစိတ်ကူကပါတော့သူကတကူရှင်ဆိုတော့တကူနဲ့ပဲစဉ်းစား ရှင်ပြတဲ့အခုကအစားတော့တွေခဲရင်နေတယ်တဲ့။ရှာနေရဆုံးဆုံးခံစားလို့လည်းမလွယ်ဘူးတဲ့။အဲ့တော့ဒီကဘာမြေကြီးအောင်မှာမြေဩဇာမြေစီမြေလွှာမြေဩဇာတွေရှိနေပါတယ်တဲ့။နော်အခုဒီအချိုတက်တွေကဘာဥကလာမှာပေါ်တယ်ရတပထဝီတွေအောက်မှာရှိနေသေးတယ်။အဲ့ဒါတွေကိုတပြီးတော့ထုတ်ပြီးတော့ကိုရော်တွေကိုကျွေးကျင်တယ်ပေါ့အဲ့ဒါလေး။သူဆန္ဒအလိုကျွေးကျင်နေစား မြတ်စွာဘုရားမင်းဘယ်လိုထုတ်ပါတော့ဆိုအခုလက်ရှိမြေကြီးပေါ်မှာရှိတဲ့တရားတွေကိုအဲ့ဒီလိုကွာမြေကြီးတစ်ခုလက်ဖွာတစ်ခုပေါ်မှာဘယ်ဘက်လက်ပေါ်မှာအဲ့ဒီမြေကြီးဖန်ဆင်းပြီးတော့ဒီတရားတွေကိုအဲ့ဒီကိုခဏရွှေ့ထားရွှေ့ထားပြီးတော့ညာဘက်လက်နဲ့မြေကြီးကိုပြောင်းပြန်လှန်လိုက်မယ်လှန်လိုက်မယ်ဆိုရင်အောက်ခြေမှာအဲ့ဒီမြေဩဇာတွေရှိတယ်ပေါ့အဲ့ဒါတွေယူပြီးကြွေးပြီးအဲ့ဒါမျိုးစာနာရိတ်ခါအတွက်ဒေါက်တာဖူလုံတော့နော် ပြည်ကြီးအောင်မှရှိနေသေးတယ်ကပ္ပဆန္ဒရခအဖွဲ့ကိုတရင်ပေးထားဘူးပြည်ပြည်စီတွေရှိနေသေးတယ်ဆိုတာသိချရတယ်ပေါ့ပြည်စီပြည်ဩဇာတွေရှိနေတယ်အဲ့လိုလုပ်မဲ့ဆိုတော့မြတ်စွာဘုရားကမလုချင်ပါနဲ့ပေါက်ကလန်းနဲ့လူတွေဟာတောင်းကြလို့ရှိရင်ဟိုအယူဆတဲ့တွဲမှာကောမှာနေမယ်မလုပါနဲ့ဘာဖြစ်လို့ရောဆိုတော့မြတ်စွာဘုရား ရှင်မောကလန်တို့တကူးရှိတဲ့ပုဂ္ဂိုလ်တွေကလုံနိုင်တော့လေနောက်တစ်ခေတ်ကျရင်တကူးမရှိဘူးဆိုရင်မလုံနိုင်ရင်လူတွေကပြစ်မှားလိမ့်မယ်တဲ့အလကားပါအဲ့ဒီခေဖို့ကြီးတွေဘာမှမစွမ်းတော့ဟိုရှင်မောကလန်တို့လို့မတတ်ဘူးဆိုပြီးတော့လူတွေကဒီတကူးမရှိတဲ့သူတော်ကောင်းတွေကိုပြစ်မှားမိမှာ ပြစ်မှားမိလိမ့်မယ်တဲ့ဒါကြောင့်မလုံချင်ပါနဲ့နောက်တစ်ခုထပ်တောင်းသေးတယ်ရှင်ပြအဲ့လိုဆိုလို့ရှိရင် မြောက်ကျုံးကိုဆုံးခံမှုဥဒ္ဒရကုရုဆိုတဲ့မြောက်ကျုံးဘက်ကိုဆုံးခံမှုတပြီးတော့လုပ်ပြီတကူရှိတဲ့ကိုတော်ဖြစ်စီမရှိတဲ့ကိုတော်ဖြစ်စီမြေချောကိုရှုံးလိုက်လို့ရှင်ဒီကိုနေရာကျောင်းနာမြောက်ကျုံးကရောက်လာရောက်လာတဲ့အခါမြေချောပြန်ဆန်းလိုက်မြောက်ကျုံးရောက်သွားပြီဒီကိုတော်ပြန်ညင်းတဲ့အချိန်ကျတော့လည်းဒီဘက်တက်လိုက်ဦးမယ်အဲ့ဒီပုံစံနဲ့သူကလှုပ်ပေးမယ်ပြောဖះမလှုပ်ပါနဲ့ဒါတွေဖိုက်အတွက် ဝမ်းရည်အတွက်ဒါတွေကိုအသုံးချတာမကောင်းဘူးပေါ့နော်ပြဿနာကြုံတွေ့လာရင်အဲ့ဒီပြဿနာကိုစဉ့်ဉဏ်ခံကြိုက်တယ်ဖျားဖြစ်ပေါ်လာတဲ့ပြဿနာခါစီခံဆိုလိုတာဘလောက်ခဏရင်ရှိတယ်လူတွေမှာတို့ကောင်းတယ်အဲ့ဒီအဲ့ဒါတွေကိုကြည့်မယ်ဆိုရင်ဒီကဘာဦးကမြေးစီတွေအရင်မှရှိနေသေးတယ်လို့ဆိုနိုင်တယ်ပေါ့နော်အဲ့ဒီမှာဒီမြေးစီကိုစားပြီးတော့ သရဝရီဟာနှစ်ပေါင်းအကြာကြီးပြည်စီစွာစားပြီးတော့လူတွေအကြာကြီးနေခဲ့ကြတယ်ဘယ်လောက်ထိအောင်ကြာလာတော့ဆိုခုနနေရီလာရီပေါ်လို့ကဘာကြီးတိဆောက်ပြီးတဲ့အချိန်မှာသူတို့ဒါတွေပဲစားနေကြတယ်သူတို့ကိုရောက်နေရလဲပျောက်သွားပြီသို့တော့ဒီသူတို့ရဲ့အစာဟာရတပထဝီဆိုတဲ့မြေစီမြေကိုစားပြီးတော့နေတော့တဖြည်းဖြည်းအဲ့ဒါတွေစားရပါများတဲ့အခါကြတော့တဲ့ သူတို့ရဲ့ခန္ဓာကိုယ်ကနည်းနည်းအရင်တော့လေနုနုညံ့ညံ့ကလေးကနည်းနည်းကြမ်းလာတယ်။နော်ခန္ဓာကိုယ်ကြမ်းလာတယ်။ကြမ်းလာတဲ့အခါကျတော့အယောင်စင်းနေတယ်ပြောင်းလာတယ်နည်းနည်းအရင်တော့လို့တောက်ပမနေတော့ဘူးကိုယ့်ရောက်ကိုယ်ရိတောက်ပနေတာမဟုတ်တော့ဘူးစာကြံနေစာသည့်အတွက်ကြောင့်သူတို့ဖြစ်လာတယ်။အဲ့တော့ဘာဖြစ်လာတော့ဆိုလှသူနဲ့မလှသူကွဲလာတဲ့အချိန်မှာစပြီးတော့ လာသူမလာသူ꽌လာတယ်꽌လာတာသူကသူ꽌ရုံနဲ့မဟုတ်ဘူးလာတဲ့လူကနော်မလာတဲ့လူတွေကိုအထင်သေးတာလေးဖြစ်လာတယ်မယမေတိဟိဝန္တဝန္တတရာအမေဟိတိဒုဗ္ဗနာတရာတဲ့လာတဲ့လူကလည်းငါကသူ့တဲ့လှတယ်မလာတဲ့လူကလည်းငါတော့သူ့တဲ့ရုပ်ဆိုတယ်လူလူချင်းမှခွဲခြားတဲ့အမြင်တွေပေါ်လာတယ်အဲ့ဒီခွဲခြားပြီး <laughs> မြင်လာတဲ့အမြင်ဟာကိုယ့်ရဲ့ဘဝအခြေအနေတစ်ခုပေါ်မှာအထင်ရောက်တဲ့မာနလို့ခေါ်တယ်အဲ့ဒါခုနတဏှာပြီးတဲ့အခါမာနထဝင်လာတယ်လှသူကမလှသူတွေကိုထင်သေးလာတယ်မလှသူတွေလည်းအစိတ်တကြလာတယ်ပုံမှန်မဟုတ်တော့အစဉ်တန်းချင်းအဲ့လိုပြောင်းလဲမှုတွေဖြစ်လာတယ်အဲ့ဒီမှာစာပေရပါဆိုတော့ ဝဏ္ဏတိမာနာပစ္စယပူလှတယ်လို့အထင်ရောက်လို့မာနာတိမာနာသတိကမနရတက်တာလူတွေကကိုယ့်ကိုအထင်နေချီးချီးကြီးကြီးလာတယ်ငါလှတယ်သူလည်းလှတယ်အထင်ချီးကြီးလာတဲ့အခါကျတော့ခုနကနှစ်ပေါင်းများစွာ စားလာတယ်မြေစီမြေလွာတွေကကုန်ခံသွားတယ်ပျောက်ကွယ်သွားဗျာအစားတစ်ခုပျောက်သွားပြန်ပြီအဲ့လိုအဲ့ဒါမာနာကြောင့်ပျောက်တယ် နော်မာရကြောင့်ပျောက်သွားတာခုနကကိုယောင်ကိုဟာပျောက်တာတော့တဏှာကြောင့်ပျောက်သွားတာအခုမာနကြောင့်မို့လို့ပျောက်သွားပြီပျောက်သွားတဲ့အခါကျတော့လူတွေဟာစုံစည်းပြီးတော့ညှိတွားကြတယ်တဲ့ဟောရတံဟောရတံအော်အရသာရှိလိုက်တာဒီအရသာရှိတာလေးအခုမတွေ့ရတော့ဘူးပျောက်သွားပြီအောင်းမေးလိုက်တာဆိုညှိလိုက် ရတပထဝီကိုမျောပြီးတော့တန်တာနေချတယ်။ညီငွေကြတယ်။ဒါကြောင့်မလို့ခုခေတ်လူတွေလည်းအယတာရှိရှိလေးတွေးလိုက်လို့ရှင်အဟောရတာအဟောရတာကောင်းလိုက်တာအယတာရှိလိုက်တာကောင်းလိုက်တာအယတာရှိလိုက်တာဆိုတာပြန်ပြီးတော့လွမ်းတာတဲ့စကားကိုဆိုကြတယ်။ခုခေတ်လူကြီးတွေလည်းပြောကြတယ်လေ။ဒုငယ်တော့တော့တဲ့ ပါစားစားရတာရှိတယ်ပေါ့အခုမြတ်ပါစားလိုက်မှရတာမရှိဘူးပေါ့တို့ငယ်တော့စီးသီးဆိုရဲချုံမချုံမင်္ဂလာသီးဆိုရဲကောင်းမကောင်းအခုခေတ်မင်္ဂလာသီးတွေမကောင်းပါဘူးလို့ပြောနော်ခေတ်ပြောင်းလာတော့အသီးနာကလည်းပြောင်းတာမဟုတ်ကိုရှာကလည်းပြောင်းသွားပြီငယ်ငယ်တော့ရှာမဟုတ်တော့ရှာမဟုတ်တော့အရသာအသိမရတော့နော်ဆုပ်ယုပ်မှုတွေက အလလာမြေစီးပြင်းတော်မြေဩဇာတွေကြာသွားတဲ့အခါမှာလေတိနံရဲ့ဒီအာဟာရလည်းရော့ချတာပဲလေဒါကြောင့်မို့ဖျားရီပွင့်တဲ့အခါမှာကောရမဖျားလက်ထက်မှာပွင့်တဲ့တိနံစားရတဲ့စာအာဟာရတတိတိရွဲ့ကသဝဖျားလက်ထက်ကစိုက်လို့ပြုလို့ရတဲ့စားရတဲ့တတိတိနံတိရွဲ့မတူဘူး ဖာကြောင့်မတူတာတော့ဆိုခုနအဲ့ဒီမြေစီမြေလွာတွေကဆုပ်ယူသွားတာရှေးဘက်ကကသဘဖရာလက်ထက်ကစိုက်ပြုတ်ထားတဲ့သီးနှံတွေကလူရဲ့ခန္ဓာကိုယ် maintenance လုပ်တာ sustain လုပ်တာနှစ်ပေါင်းများစွာလုပ်နေအနှစ်2000ထီအောင်လူတွေရဲ့ခန္ဓာကိုယ်ထိန်းထားတယ်မအိုးဘူးအဲ့လောက်ထီအောင်မအိုးတော့ဘူးမသေးဘူးလူရဲ့ခန္ဓာကိုယ်ကနှုတ်ပြနေအောင်ထိန်းထားနိုင်တယ် အခုကောရမဘုရားလက်ထက်ရောက်တဲ့အခါကျတော့မြေစီမြေလွာတွေကလည်းဆုတ်သွားပြီအဲ့ဒီပုံမှန်စိုက်ပြိုးတဲ့တိဏ္ဏေရဲ့ဩဇာတကလည်းညံ့သွားပြီညံ့သွားတဲ့အခါကျဒါစာရဟာအနှစ်30 50 60နော်90လောက်ဆိုမရှိတော့60လောက်ဆိုအိုးကုန်ညာမထိန်နိုင်ဘူးဒီအာရတကမထိန်နိုင်တော့သိပြီတော့အဲ့ဒါလို့ဆိုလေ